င်္ဂလာပါရှင်ကျွန်မကတော့ကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နေ့နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုထ ਾਇ ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအခကြားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် မြန်မာနေဆက်ကိုကက်ဒေတာဘက်ကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့အကြမ်းဖက်ရာဇဝတ်ခိုင်းဝင်လူ၅ယောက်ကိုတရုတ်အစိုးရကနိုဝင်ဘာလ၄ရက်နေ့မှာတည်တဲ့ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်စင်ဟောသတင်းမှာဖော်ပြပါတယ်။ သူတို့ဟာတရုတ်နိုင်ငံရှန်ကျန်းမြို့ကတရားရုံတစ်ခုမှာရုံးတင်စစ်ဆေးခံရတာဖြစ်ပြီးအခုလက်တော်ပြည်တံချမှတ်ခံရသူ9ယောက်ရဲ့ရာဇဝတ်မှုတွေထဲမှာတော့တရုတ်နိုင်ငံသား6ယောက်သေဆုံးရတာတယောက်ကကိုယ့်ကိုတက်သေးတာတွေနဲ့တခြားသူများစွာထိခိုက်ဒဏ်ရာရရှိစေတာတွေကိုဖြစ်ပေါ်စေခဲ့တာတွေလည်းပါဝင်နေတယ်လို့တရားရုံစစ်ဆေးချက်ကိုကိုကပြီးတရုတ်သတင်းမှဖော်ပြပါတယ်။ဒါအပြင်ရာဇဝတ်သားတွေဟာ ကိုကက်ဒေတာအတွင်းတရားမဝင်ရာဇဝတ်မှုလုပ်ငန်းတွေလှုပ်ဆောင်ဖို့ခြံဝင်၄စစ်တခုတိစောက်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။သူတို့ရဲ့လှုပ်ဆောင်ချက်တွေထဲမှာဆက်သွေးရဲ့လိန်လေတာ၊လောက်ကစားရုံတွေလေပတ်တာ၊ရည်ရွယ်ချက်ရှိရှိလူသက်တာ၊ပြည်တစားလုပ်ငန်းတွေလုပ်ကိုင်တာတခြားသူတွေကိုတရားမဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါဝင်ဖို့စီယုံတာတွေပါပါဝင်ပတ်သက်နေတဲ့အကြောင်းကိုလည်းပြောဆိုထားပါတယ်။ရှမ်းကျန်းတရားရုံဟာတခြားတရားခဏ၂ယောက်ကိုလည်းနနစ်ဆိုင်ငံပြည်တဲ့နဲ့တည်တံ့ချမှတ်ခဲ့ပြီး အဲ့ဒီစီရင်ချက်တွေအရာဒီလိုပြစ်မှုကျူးလွန်သူတွေကိုမကြာခဏထောင်တဲ့တသက်တကြုံချမဲ့လေးရှိရဲလို့ဆိုပါရရှင်မက်ဒလီတိုင်းမြင်းကြံမြို့နယ်လေတစ်ကျော်ကစစ်ကောင်းစီတက်စစ်စေးကိတ်ကိုနိုဝင်ဘာလ၄ရက်နေ့နေ့လယ်၂နာရီအချိန်မှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဒေတာခန့်တွေစီကသိရပါတယ် မြင်းကြံမြို့နယ်နမိုင်လောက်သာဝဲတဲ့မြင်းကြံမြို့သားတဒါဥမန္တလေးလမ်းမကြီးပေါ်ကစစ်ကောင်စီတပ်ကိတ်ဟာစစ်ဆေးရေးကိုအကြောင်းပြပြီးဆက်ကြေကောင်းနေတဲ့အတွက်မိနစ်20နီးပါးဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါရယ်ပြခတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဘက်က၈ရောက်တေဆုံးပြီး၁၀ရောက်ပြင်းထန်တရားရရှိခဲ့တာကိုမျက်မြင်တွေ့ရှိခဲ့ရပြီးတော့မြင်းကြံမျိုးခမာရဆင်ကာကလည်းစစ်ကူကာယူ စစ်ကူဂါဂျီ၃စီးနဲ့ရောက်လာတဲ့အတွက်ပြက်ဆုတ်ခရကလက်နက်တွေတော့မရခဲ့ဘူးလို့မင်းကြံခရိုင်တရင်9ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်သက်ကြီးကပြောပါတယ်။ပြက်ခတ်ပြီးနောက်ပိုင်းမှာလဲဘော့တော်လာနေတဲ့ကားတွေဆိုင်ကယ်တွေကိုပိတ်ဆို့စစ်ဆေးရတယ်ပြုလုပ်ခဲ့ပြီးကားသမားတွေနဲ့ခီးသောပြည်သူတွေကိုဖမ်းဆီးခရတာမတွေ့ခဲ့ဘူးလို့မျက်မြင်တွေ့ရှိသူကပြောပါတယ်။ ်မင်းကျက်မြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထူရာတွေပြုလုပ်နေတဲ့အတွက်စစ်ကြောင်းဥတေရလမ်းကြောင်းကဒေသခံတွေနေရစုခွန်နေကြရတယ်လို့သိရပါတယ်ရှင်ဗမောင်းမြို့နယ်မှာကိုလက်မတန်ဆုံးတဲ့အမျိုးသမီးတယောက်ကိုစစ်တပ်လက်အောက်ခံရှမ်းနေအမျိုးသားတက်မတော် SNA တက်သားတယောက်ကအထမပြုကျင့်ခဲ့လို့သိရပါတယ်။တီဗီသတင်းပေးပို့ထားပါတယ်ရှင်။ ဇိုင်းတိုင်းဗမောက်မြို့နယ်မှာမတန်ဆွမ်းမျိုးသမီးတစ်ယောက်ကိုစစ်ကောင်စီလက်အောက်ခံရှမ်းပြည်မျိုးသားများတပ်မတော် SND တပ်သားတစ်ယောက်ကအထမပြုချင်းခဲ့လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ညပိုင်းကဗမောက်မြို့နယ်အလဲရွာတီလာရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ပိုလီယိုရောဂါကြောင့်ကိုလက်မတန်ဆွမ်းတဲ့အမျိုးသမီးတစ်ယောက်ကိုစစ်တပ်လက်အောက်ခံ SND တပ်သား၂ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် SND တပ်သားတစ်ယောက်ကအထမပြုချင်းခဲ့တာပါ။ အလဲရွာနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ရွာကနေစစ်ဘေးတိမ်းရှောင်နေကြရပြီးကျူးလွန်ခံရတဲ့အမျိုးသမီးကကျန်းမာရေးမကောင်းတဲ့အတွက်စစ်ဘေးမရှောင်နိုင်ပဲ မိခင်ဖြစ်သူနဲ့ရွာကတီလာရှင်ကျောင်းမှာခိုးလုံနေတာလို့သိရပါဗျ။သူကသူတမိမပြေးနိုင်မလွားနိုင်တဲ့ခါကျတော့သူများတွေစစ်ဆောင်နေမရှောင်နိုင်တဲ့ခါကျတော့သူကမေတီလာရှင်ကျောင်းမှာသူကတော်နေတာဖြစ်စဉ်ကည9:00နာရီအချိန်သူတမိကိုခေါ်တော့မယ်ပေါ့လေခေါ်တော့မယ်ဆိုပြီးတော့တင်အားတော့မအဲ့ဒါကိုသူ့အမေကမခေါ်ပါနဲ့တောင်းပန်ပါတယ်။ငါတမိကတက်တာလို့ပါလို့ဖြစ်သက်တယ်။ကျောင်းမကြီးလည်းမကောင်းဘူးပေါ့လေမခေါ်တော့နဲ့ဆိုပြီးတော့ဟိုတောင်းပန်နေပေါ့လေတောင်းပန်နေဟိုမရဘဲနဲ့သူကအလက်မောင်းကြီးကိုအတင်းဆွဲခေါ်ပြီးတော့ပင်ချာအင်ကိုခေါ်ပြီးတော့သူတို့ကဒါမျက်နှာဝှက်စားနေစီးပြီးတော့ပေါ့လေတယောက်လုတ်ကြံနေပေါ့လေအဲ့ဒါကို SNE ရေးပုံမှန်တည်ကြတယ်ပေါ့ ကျူးလွန်ခံရတဲ့အမျိုးသမီးဟာဗမောက်မြို့နယ်အလဲရွာမှာနေထိုင်တဲ့ကဒူးလူမျိုးဖြစ်ပြီးအသက်35နှစ်အရွယ်မတန်ဆန်းမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ကျူးလွန်ခံရတဲ့သူသူ့ရဲ့မိခင်ဖြစ်သူနဲ့သူတို့နဲ့အတူနေခဲ့တဲ့တီလာရှင်ကိုရွာချောင်းဆရာတို့ကခေါ်ယူဆောက်ရှောက်ထားတယ်လို့သိရပါတယ်။ကျူးလွန်ခံရသူရဲ့မိခင်ကတော့မတန်ဆွမ်းဖြစ်တဲ့သူသမီးပေါ်အခုလိုလောက်ကျန်စော်ကားသူတွေကိုစိတ်နာတယ်လို့ဆိုပါရယ်မိခင်ဖြစ်သူရဲ့ပြောကြားချက်ကိုဒီပပီသတင်းတောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါရယ် ရွာမှာလည်းလူမကြံတော့ပါဘူး။ចောင်းဆောင်ပဲចាំပါတော့တယ်။ကျမတို့ကသူ့လမ်းမလျှောက်နိုင်လို့ရွာမှာနေရစ်ခဲ့ပြီးတော့မေတီလရှင်ចောင်းမှာတဲခုပြီးနေနေကြတာပါ။ကျမသမီးကမိန်းကလေးဖြစ်ရတဲ့အထဲမှာအခုလိုယောဂဝင်နေတော့ဘလို့မှပြောပြလို့လည်းမရနားလည်းမထောင်။အတင်းကြီးချိတ်ချောက်ပြီးတော့အခုလိုလှုပ်ကြံဆော့ကားတာကိုစိတ်နာတယ်။ဘယ်တော့မှမကျေနပ်နိုင်ဘူး။အရမပြုတ်ချင်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့အမှုမှပေါ်ပေါက်အားဝိုင်းဝန်းစ조사ပြီးဖို့ဒေသခံတွေကတောင်းဆိုနေပါဗျ။အလဲရွာဟာဗမောက်မြို့ပြင်ဘက်ကဖြစ်ပြီး မူလကဒေါ်လာရင်းတက်ဖွဲ့တွေထိန်းချုပ်ထားပေမဲ့စတင်မာလာနောက်ပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည်ဘူပေါင်းတပ်တွေပြန်ပြီးထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရပါတယ်။ SN ဟာစစ်တပ်လက်အောက်ခံတိုင်းဒေသလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ကျမသီရိပါ။ယခု QR ကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခု QR ကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် DVP TV News တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်ဇဝဲကျော်အုပ်စုထဲမှာတိုက်ပွဲဖြစ်ပြီးတော့ကျေးရွာလေးရွာကထေတာခံပြည်သူတွေစစ်ဘေးရှောင်နေရတာကြောင့်အရေးပေါ်ဆေးဝါးပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေလိုအပ်နေကြတယ်လို့စစ်ဘေးရှောင်ကူညီရေးအဖွဲ့နဲ့ထေတာခံပြည်သူတွေကပြောပါတယ် ောင်နဘာလာ28ရက်နဲ့နေ့လယ်12နာရီဝန်းကျင်မှာစဝေးကျော်အုပ်စုလေးမရော်အနည်းစစ်ကောင်စီကအင်အားတရာဝန်းကျင်နဲ့တော်လဲရေးပူပေါင်းတပ်ဖွဲ့တွေကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပေါ်တဲ့အနီးတစ်ဝိုက်ရှိလေးမိုင်ဒူဂျိုရေခမ်းချောင်းနဲ့ဖာနေကြီးော်တွေမှာနေထိုင်တဲ့ဒေသခံပြည်သူတွေနင်းဆက်ရတော်တောင်းတဲ့ကြီးော်တွေမှာရော်လုံးကျွတ်စစ်ဘေးရှောင်နေကြပါတယ်။ လက်တတော်မှာအရေးပေါ်စစ်ပေးဆောင်လာရတဲ့အတွက်စာနယ်ရေးခါတွေအပြင်တက်ကြီးရွှေဦးနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလိုအပ်နေတယ်လို့နှွေဦးမြတ်တာစစ်ပေးဆောင်အဖွဲ့ဝင်တယောက်ကပြောပါတယ်။လက်ရှိစီရဲတင်းမာနေတဲ့လေးမိုင်ဒူဂျိုကြီးရောအနည်းတစ်ဝိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လေရဲတပ်ဖွဲ့နှစ်ဖက်စလုံးကခံစစ်ပြင်ဆင်နေပြီးခြေကုပ်ယူထားရလို့သိရကထိတွေ့တိုက်ပွဲတဲ့အချိန်မရွေးဖြစ်တော့နိုင်တယ်လို့စီရဲအချိန်ကြာတင်းမာနိုင်တယ်လို့မြေပြင်မှာရှိတဲ့ဘုခရင်တပ်ဖွဲ့တာဝန်ခံတယောက်ကပြောပါတယ်။ စပေးလျှောက်ကူညီရေးအဖွဲ့အားကောက်ယူထားတဲ့စင်းတဲ့အရာအော်တိုဘာလ28ရက်နေ့ကနေ29ရက်နေ့အထိဖာနေဒူဂျိုနဲ့ရေခမ်းကျောက်ရော်တို့ကနေထွက်ပြေးလာတဲ့အင်ထောင်စု86စုနဲ့လူဦးရေ340ယောက်ရှိပြီးလေးမိုင်ကျော်ကစပေးလျှောက်စင်းကိုတော့မကောက်ယူထားရသေးဘူးလို့စစ်လျှောက်ကူညီနေသူကပြောပါရရှင်။ တနင်္သာရီတိုင်းဘိမြုံမှာဗုဒ္ဓဘာသာအသင်ကြီးကကြီးမှုပြီးကျင်းပတဲ့၉ဆင့်၅ကျင်းမြောက်နှစ်ကျိတ်ရှိစုဖရာဝဲကိုကံဖြာရက်ကွယ်ဖရာ၅စုခွင်းမှာအော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့အထိ6ရက်တိုက်တိုင်းကျင်းပခဲ့လို့ဒေတာခန်တွေကပြောပါရယ်နိုဝင်ဘာလ4ရက်တစောင်းမုံလှပြညမှာတော့နှစ်ကျိတ်ရှိစုဖရာတွေကိုပွင့်စင်အလိုက်ဖရာ၅စုခွင်းကစတင်ပြီးပြူစောထီးတွင်နဲ့လုံကြုံရဲယူကမြို့လေးကိုလစ်လေခဲ့လို့ဒေတာခန်တွေကပြောပါရယ် ဒီနေ့မှာအရင်နေ့တွေနဲ့မတူတာကတော့စစ်ကောင်စီကတစောင်းမုံလှပညာလမ်းလျှောက်ပွဲကိုဘိတ်ကုံတိုက်ကနဲ့စီပြိုးကွန်လိုအထိကမ်းနားတလျှောက်လမ်းပိတ်ပြီးတော့နိုဝင်ဘာလ2ရက်နေ့ကနေ4ရက်နေ့အထိ3ရက်ကျင်းပခဲ့လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီပွဲမှာလေစကောက်စီတက်သားတွေအပါအဝင်ပြူစောထီးတွေနဲ့ရဲတွေကကန်းနာတလျှောက်လုံးုံရဲယူထားတယ်လို့ဒေတာခန်တွေကပြောပါရီ ဖိတ်မျိုးမှာနှစ်ကြိတ်ရှစ်စုဖျားပွဲကို2019ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး2020ခုနှစ်ကနဲ့စစ်တပ်က အာဏာသိမ်းပြီးနောက်မှာဆက်လက်ရန်နာခဲ့ရပြီးတော့2023ခုနှစ်မှာသာပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ဒေတာခန့်တွေစီကသိရပါတယ်ရှင်စစ်ကော်မရှင်ရဲ့အခြေခံရင်းညွှန်းစဘာစီကတောင်သူတွေအတွက်အားကိုးလောက်တဲ့ဈေးဖြစ်မလားပဲအရှုံးပေါ်တဲ့ဈေးသာဖြစ်လာတယ်လို့တောင်သူတွေကပြောပါတယ် ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကော်မရှင်က2025မိုးစပါနဲ့2026နျူးစပါအတွက်အခြေခံရည်ညွှန်းစပါးစီကိုစပါအချောက်အတန်းတင်း46ခိုင်စပါတင်းတရာကို73,500ဈေးထုတ်ပြန်လိုက်ပြီးဒီစည်းရတောင်သူတွေအတွက်စပါဆက်လက်စိတ်ပြိုးဖို့ရိုင်းနေလာတဲ့အခြေအနေကိုပိုပြီးပြိုလဲလာစေမှာဖြစ်ပါတယ်လက်တော်စပါရိတ်ချိန်မှာမိုးအဆက်မပြတ်ရွာသွန်းနေတဲ့ရန်ကုန်ပကူအီယော်ဒီရလက်သမားတွေဟာ စဘာမပြတ်ဖို့ရင်တမမနဲ့ဆုံးချနေကြရပါတယ်။မရဘူး။မရဘူးဆိုတာဒီခုဒါမိုးတဘာကိုလူတို့လူတဘာပြန်ဆက်ဖို့လေတမအားသေးတဲ့အခါကျတော့ဒီစီးနဲ့ကြစိုက်ဖို့စဉ်းစားပါကြီး။မစိုက်နိုင်ကြတော့ဘူး။သူကလူဘက်ကျတော့ဒီကောက်7000တော့ပုံ။ဘုရားသေးကလူတဘာစိုက်ဖို့ကျတော့ဒီကောက်7000တော့ပုံတယ်။7000တော့ပုံတဲ့အခါကျတော့အခုဒီမိုးတဘာကိုတို့လူမျိုးခိုးပြီးဒီစီးတက်မှတ်လိုက်လို့ဒီစိုက်မဲ့လူနေရောပါမှာပေါ့။ ူကအခုဘာခံလာလဲဆိုတော့ကောင်ကြီးက30တိန်30 30တသိန်းလောက်ရောင်းရတယ်နိခုလေသမားကောင်ကြီးပါလေလေသမားကျတော့မြတ်သွားပြီကောင်ကြီးပါလေလေသမားကျတော့သူကအမြတ်အမြတ်နည်းနည်းရှိသွားပြီကောင်ကြီးမပါလေအကျန်သမားကျတော့သူကအဆုံးမဲ့ကူသွားနေပြီးခဲ့တဲ့2025မိုးစဘာရသည့်အစမှာစဘာအဟောင်းစည်းကွက်တွေကအစာကျဆင်းနေတယ်လို့အိန္ဒိယနိုင်ငံကစံတန်ချိန်24တန်းကိုထုတ်ရောင်းလာတဲ့အတွက်ကမ္ဘာစံစည်းရတန်ကုန်ဒေါ်လာ100ကျော်ကျဆင်းခဲ့ပါတယ်ဒီအခြေအနေက မြန်မာဆန် exportary စံတင်ဖို့ရောင်းချဖို့အခက်အခဲတွေဖြစ်လာပြီးစပားမပေါ်ခင်ကတည်းကဆန်စပားကုန်တဲ့အချင်းချင်းစပားပေါ်ချိန်ဝယ်ယူရေးမှာတတိထားဖို့တတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်စပားစီဆက်တိုက်ကြဆင်းလာတဲ့အပြင်လုတ္တရှာပါတာဒွိအားစုဈေးမြင့်တာတွေကြောင့်တောင်သူတွေဟာစပားအည်သွင်းနဲ့အထွန်းလုံးတိုးအောင်စနစ်တကျမစိုက်ပျိုးနိုင်တော့တဲ့အတွက်အထွန်းလုံးတွေကြဆင်းလာတယ်လို့ဒွိအားစုကုန်ကြဈေးကလျှော့ချပေမဲ့အသက်ဈေးမှာပဲရှိနေလို့ရောကြလာတာမရှိခဲ့ပါဘူး ဒါကြောင့်မိုးစပါးတဧကကိုစစ်ကော်မရှင်ကမတ်တိုင်အကျွန်းလုံးတင်းတရာတတ်မှတ်ထားပြီးမဲ့ပြင်းပြတင်း90လောက်သာချွတ်လာပါတော့တယ်။စပါးတင်းတရာကုန်ကြစီကအနည်းဆုံး72တင်းလောက်ဖြစ်လာပြီးမဲ့ပြီးခဲ့တဲ့2025 April အတွင်းအချောက်ကျဲစိုက်ပျိုးချတဲ့စပါးရီစက်တင်ဘာလပေါ်ချိန်မှာစပါးတင်းတရာကို78တင်းခွဲ9တင်းသာပေါက်စီရှိလို့ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တဲ့အခြေခံရင်းနှီးစပါးစီဖြစ်တဲ့ ကြက်ကိုတင်ခွဲအောင်ကြာဆင်ခဲ့တာဖြစ်ပါတယ်။လက်တလောစစ်ကော်မရှင်က2025မူစပါနဲ့2026နူစပါရသည့်အတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရည်ညွှန်းစပါစီကလည်းမူရင်ထဲမှာအဆိုရရမယ်လေသမားတွေအတွက်စပါအချောက်အတန်စီတမတ်ထားတဲ့ရည်ညွှန်းစီအောက်ကြာဆင်လာမှာဖြစ်တယ်လို့ဝဲသူရှားတဲ့အခြေအနေနဲ့လည်းရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဒီအခြေအနေဟာရည်ဥတုကြောင့်စပါအချွတ်နှုံကောင်းမှုနဲ့လာမယ့်နူစပါစိုက်ပျိုးချုပ်လုပ်မှုကိုကြီးခိုက်လာစေမှာဖြစ်တယ်လို့ ောင်သူတယောက်ကတုံးတက်ပါရင်အဲ့တော့မြေစီပါညာကျွေးပြီးတော့ဒေသရှယ်ဆိုင်တာဒေသရှယ်ကုန်တာပေါ့ဒေသရှယ်မွဲတာပေါ့လူလူအဲ့လိုအများစုဟာဒီပုံစံဖြစ်တဲ့အခါကျတော့ဘယ်သူကဒီလေစဘာထုတ်ဖို့ကိစ္စကိုအားထုတ်မှန်တဲ့လုံလောက်ဆက်ပြီးတော့လုပ်တော့မှာတော့ဝတ်ကြည်တန်းကြီးပေါ့ရကြီးလဲမကြလဲမမရလဲအရင်ပဲဆိုတော့အထိခိုက်နေတဲ့နှုံးလောက်ပဲဝတ်ကြည်တန်းကြီးကျဲဝတ်ကြည်တန်းကြီးဆက်လင်းမောင်းမြေလေးချင်းပြီးတော့ငွေရအချောက်ချင်းအဲ့တော့လေဒီစဘာဘယ်လို့ဆိုမလဲအဲ့လို ဒီလိုအခြေအနေတွေကြောင့်စိုက်အေက15တန်းအထိလုတ်ကင်နေတဲ့မိုးစပါလုပ်ငန်းဟာစနစ်တကျပြိုးထောင်ကောက်ဆက်ရာကနေအစိုးကျဲပတ်စိုက်ပျိုးတဲ့စနစ်ကိုချဆင်ခဲ့တယ်လို့အခုအခါမှာတော့ပိုဆိုးလာတဲ့အချောက်ကျဲပတ်စိုက်ပျိုးပြီးကုန်ကျစရိတ်ကိုအစင်စင်လျှော့ချလိုက်ပေါင်းပင်တွေကြားစပါရှာရခဲ့တဲ့အခြေအနေကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်စိုက်အေက2တန်းရှိပြီးစိုက်အေတွေးကောင်းမလို့အချားစိုက်ပျိုးရတဲ့ညွေစပါစိုက်ပျိုးရေးလုပ်ငန်းကလည်း စစ်ကော်မရှင်ကစက်ဧကတတန်းအထိတုံ့ပြန်ဖို့ရည်မှန်းချပေမဲ့အကျိုးအမြတ်အရစဘာစိုက်ပျိုးဖို့ခက်ခဲလာတဲ့အတွက်မူလစက်ဧကကိုပြင်မြင်အောင်စိုက်ပျိုးနိုင်ဖို့ပူပီးခက်ခဲလာမှာဖြစ်ပါတယ်စစ်ကော်မရှင်ကစဘာစိုက်ပျိုးရာဒီကြော်ရီမှာလယ်ရီကိုမလက်ချဖို့ဆိုင်းပုတ်တွေထောင်လာကြတာကတောင်သူတွေစဘာစိုက်ဖို့ခက်ခဲလာတဲ့အခြေအနေပေါ်မှာမဆိုင်မပြိုးပဲလက်မနာရဲတဲ့အခြေအနေတွေဖြစ်လာပါတယ်တောင်သူတွေမှာအခက်အခဲတွေပိုပြီးကြက်တဲလာနေပေမဲ့ တောင်တူလေသမအခွင့်ရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရဖွဲ့စည်းထားတဲ့ဥဆောင်အဖွဲ့ကထုတ်ပြန်လာတဲ့အခြေခံရည်ညွှန်းစပါးစီကလည်းတောင်တူရီအတွက်တက်တာရမဖြစ်ပဲဘူးလေးရဖျုံဆင်းတယ်လို့စင်ပါပြိုလဲရတဲ့အခြေအနေကိုရောက်ရှိစေပါတယ်ကျွန်မဟနာပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းကာမေဂီကတေဆုံးသူဥရဲ့အယောက်၄၀အထိမြင့်တက်လာရဲ့လို့နိုဝင်ဘာလ၄ရက်နေ့မှာအရာရှိတွေကပြောခဲ့ပါတယ်။အားကောင်းတဲ့မုန်တိုင်းကြောင့်အလေပိုင်းဒေသတစ်လျှောက်မူတည်ပြီးရေကြီးရေရှမ်းဖြစ်ခဲ့တာပါ။အိမ်တွေကိုရေလွန်မုန်းခဲ့ပြီးထောင်ပေါင်းများစွာသောလူတွေဘယ်လိုရာစီရွှေ့ပြောင်းခဲ့ရပါသေးလဲ ဒေတာအလိုက်ထီနိုလို့နမည်ပေးထားတဲ့ခမေဂီမုံတိုင်းဟာအင်္ဂါနေ့အစောပိုင်းမှာကုန်းတွင်းပိုင်းစင်ဝင်ရောက်ပြီးတဲ့နောက်အပြော့တော်ပေမဲ့တနအီလေတိုင်းတို့130ကီလိုမီတာနဲ့လေပြင်းတိုက်ခတ်မှု180ကီလိုမီတာတို့နဲ့နိုင်ငံတော်ဝန်ဆက်လက်တိုက်ခတ်ခဲ့ပါတယ်။မြောက်ပိုင်းပလာဝန်နဲ့တောက်တရုတ်ပင်လယ်စီမုံတိုင်းကဥတီခဲ့ပါတယ်။ တေဆုံးသူဦးရဲဟာလည်းအင်္ဂါနေ့နောက်ပိုင်းမှာအယောက်၄၀အထိမြင့်တက်လာခဲ့ပြီးတေဆုံးသူတစ်ယောက်ကလွေလို့ကျန်တဲ့သူအလုံးဟာအလေပိုင်းစီဘူးပြည်နယ်ကဖြစ်တယ်လို့ပြည်နယ်သတင်းအချက်အလက်ရရှိ Angelis Orange ကပြောပါတယ်။အနာကဘိုဟိုကျော်မှလူတစ်ယောက်တေဆုံးခဲ့လို့ဘေးအန္တရာယ်အေဂျင်စီကသတင်းပေးပို့ထားပါတယ်။ အင်္ဂါနေ့နောက်ပိုင်းမှာစီဘူးမြို့မှာရေကြီးမှုတွေလျော့ပါတော့ခဲ့ပေမယ့်နေရာတော်တော်များများမှာလျက်စစ်တအားပြတ်တောက်နေစေဖြစ်ပြီးဆက်သွေးရဲ့ဝန်ဆောင်မှုတွေလည်းပြတ်တောက်နေလို့စီဘူးမြို့ကရိုက်တာသတင်းထောက်တယောက်ကပြောဆိုခဲ့ပါတယ်ရှင်ဆလဘီအာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ မင်ခဲမာရီနိုလိုဆွေဆောင်ရကစားသမားရှိတာကဂျင်းနက်စရာကောင်းတယ်လို့နင်းပြအာတီတာပြောတော်ပါတယ်စပိန်ကွင်းလင်ကစားသမားဟာဆလာဘီယာပရက်နဲ့ချန်ပီယံလိပွဲစဉ်မှာတရားရနေတဲ့တိုက်စင်မွန်ဘီတာယောဂရက်စ်ရဲ့နေရာမှာပွဲထွက်ကစားခဲ့ပြီးငိုသွင်းယူနိုင်ခဲ့သူပါ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုနဲ့ဥဆောင်နိုင်စွန်းတွေရှိတဲ့မယ်ရီနိုလိုကစားသမားပိုင်းဆိုင်ထားတာကနှစ်သက်စရာကောင်းပြီးချိန်တာကိုင်မှုနဲ့အတူထိကျက်တစ်ချက်တည်းနဲ့အဆုံးသက်ကိုသွင်းနိုင်တဲ့ဆုံးဆောင်ရှင်လေးအလွန်ကောင်းမွန်သူဖြစ်ကြောင်းနင်းပြအာတီတာချီးကျူးပါတယ်မယ်ရီနိုဟာစပိန်လက်ရွေးစင်အသင်းမှာလည်းသွင်းခိုးတွေမကြာခဏသွင်းယူနိုင်သူဖြစ်ပြီးပူရေရရနဲ့ပွဲမှာငကိုတူရကိန်းနဲ့ပွဲမှာ hat trick ၃ဂိုးအထိသွင်းယူနိုင်ခဲ့ပါရှင်။ ဒီပွေရုံမြင့်တန်ကြားရဲ့နေ့လည်နားရီသတင်းတွေကိုထားရရှုစားခေကြရတာပါညနေ၄နာရီမှလေးထပ်မဲရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါကျမကကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်